နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်မေလာခုနှစ်ရက်ဗုဒ္ဓဟူးနေ့ ဓမ္မရာဇဝင်ဒုတိယဆောင်ခင်းကြီးကိုခန်းငယ်တက်မှတ်သေးတဖန်ဒါဝိတ်ကငါသည်ယောနသန်အတွက်ဂျေဇူးပြုစီရအခွင့်ရှိစေခြင်းကရှောလုအဆွေအမျိုးတစ်စုံတစ်ယောက်ကြံ့ကျွင်းသေးသလိုဟုမိသောစီးပါအမည်ရှိသောရှောလု၏အဆွေအမျိုးနှင့်ဆိုင်သောကျွန်တစ်ယောက်ကို အထံတော်သို့သွင်း၍ရှင်မရင်ကတင်ဒီစီးပါမှန်သလိုဟုမိလျင်ကိုရောကျွန်မှန်ပါသည်ဟု ပြန်လျှောက်လေ၏ရှင်မရင်ကလည်းဖျားသခင်အလိုတော်အတိုင်း ငါဂျေစုပြုစရာအခွင့်ရှိစီခြင်းကရှောလုအဆွေအမျိုးတစုံတယောက်များမရှိသလိုဟုမေးလေဇီပါကယောနသန်၌ခြေစွန့်သောသားတယောက်ရှိပါသေး၏ဟုပြောတော့ရှင်မင်းကသူသည်အပေမှာရှိသည်ဟု မေးပြန်သည်ဇီပါကလောဒီပါရွာ အမြေလသားမာခိရအိမ်၌ရှိပါသည်ဟုပြော၏ထိုအခါဒါဝိဒ်သည်ဆေးလွတ်၍ရှောလု၏သားဖြစ်သောယောနသန်၏သားမေဖိဘောရှက်ကို လောဒီပါရွာ အမည်လတာမာခိရအိမ်မှခေါ်ခဲ့၍သူသည်အထံတော်သို့ရောက်သောအခါပြောင်းဝန်လျက်ရှိခိုးလေ၏ဒါဝိဒ်ကလည်းမိဖိဘောရှက်ဟုခေါ်လျင်ကိုရောကျုံရှိပါသည်ဟုပြောလေ၏ဒါဝိဒ်ကလည်းမစိုးရိမ်နှင့်တင်းအဖယောနသန်အတွက်ငါသည်တင်၌ဆက်ဆက်ကျေးဇူးပြုမည်တင်းဖို့ရှောလူပိုင်သမျှသောမြေကိုငါပြန်ပေးမည်တင်းသည်နေ့တိုင်းအစဉ်ငါစပွဲ၌စားရမည်ဟုဆိုတော့မိဖိဘောရှက်က ကျွန်တော်ကဲ့သို့ဖြစ်ရသောခွေးတေခံကိုကိုရောကြည့်ရှုရမည်အကြောင်းကိုရောကျွန်သည်အဘယ်သို့သောသူဖြစ်ပါသည်ဟုဥချ၍ပြန်လျှောက်၏ထိုအခါရှင်ဘရင်သည်ရှောလူ၏ကျွန်ဇိဘကိုခေါ်၍ရှောလူနှင့်သူ၏အဆွေအမျိုးများပိုင်ထိုက်သမျှတို့ကိုတင့်တခင်ဤသားအားငါပေးပြီတင်သည်တင်ဤသားကျွန်တို့နှင့်တကွလဲလွတ်၍တင့်တခင်ဤသားစားစီရဖို့အသေးအနံကိုတွင်းရမည် တို့ရရင်တင့်တခင်ဤသားမေဖြစ်ဘောဆက်သည်နေ့တိုင်းအစဉ်ငါစပွဲ၌အစာစားရမည်ဟုမိန့်တော်မူ၏။ဇီဘ၌သား35ယောက်နှင့်ကျွန်း80ရှိ၏။တင်ဒီနေ့တိုင်းအစဉ်ငါစပွဲ၌စားရမည်။ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး9အငယ်9 သခင်ယေရှု၌သူတပားကိုချစ်ခြင်းအထက်တန်းကျောင်းအကစားတွင်ကစားနည်းအသစ်တစ်ခုရှိပြီး၎င်းသည်မြင်ဘူးသမျှတွင်စိတ်ဓာတ်အတက်ကြွဆုံးအတွေ့အကြုံဖြစ်သည်ကစားနည်းတစ်ခုတွင် ပါဝင်နေကြအော်ဟစ်အပိသည့်ပရိသတ်များဒံလူကြီးများနှင့်အမတ်ပေးအဖွဲ့များပါဝင်သည် သို့သောပဌာနာကြသောလက်ကွက်တစ်ခုရှိသည်၎င်းမှာ ကစားကွင်းရှိအာကစားသမား၅ဥပအဖွဲ့တိုင်းတွင်တန်ဆွမ်းသောအာကစားသမား၂ဥနှင့်မတန်ဆွမ်းပုံစံမျိုးနှင့်အာကစားသမား၃ဥပါဝင်သည်မိသည့်အသည်မှဖြစ်နေပါစေ ကစားသမားများသည်ကစားကွင်းတွင် အချင်းချင်းကူညီပေးခြင်းအားပေးခြင်းနှင့်စိတ်ပျော်ရွှင်အောင်အားပေးခြင်းများကကြည်နူးအရာပွဲဖြစ်သည် ထို့ကစားနည်းသည် အာကစားရှင်ပြိုင်သည့်အတွေ့အကြုံဤ ျော်ရွှင်မှုကိုမခံစားရသောကြောင်းသားများကို မြင့်တင်ပေးသည့်ကစားနည်းဖြစ်သည်။ဤနည်းဖြင့်ကြောင်းသားများအားဂုံပြုနိုင်ရေးအတွက်ကြောင်းများတွင်စင်စါချင့်ချင်ပြီးဉာဏ်အမျောမြင့်ရှိသောခေါင်းဆောင်မှုလိုအပ်ပါသည်။သူတို့၏調査အထောက်မှုများသည်ကျွန်ုပ်တို့အတွက်တမန်ကျမ်းစာမှဒါဝိမင်း၏စံနမူနာတရက်ကိုထင်ဟပ်စေသည်။ဒါဝိလက်ထ၌မျက်စိကန်းနှင့်ခြေစွန့်သောသူတို့သည် နန်းတော်တဲ့သို့မဝင်ရဟုသူဤရန်သူများကိုရည်ညွန်ပြောဆိုသည့်ဆိုရစကားတစ်ခုရှိသည်တိုးတော်လေဒါဝိဒ်သည်ခြင်နှစ်ဖက်စွန့်သူယောနသန်ဤသားမေဖိဘောရှက်ကိုနန်းတော်တဲ့သို့ခေါ်ဆောင်ကသူဤစပွဲ၌စားရမည်ဟု၍ရွေးချယ်ချီးမြှောက်ခဲ့သည်အခြားသူများအားကျွန်ုပ်တို့မိတို့ဆက်ဆံရမည်ကိုရှင်ဘောလူကညီကိုချစ်ချင်းအရာမှာပဂတိပောက်ဖို့ကဲ့သို့ တယောက်ကိုတယောက်စုံမက်ကြလောချီးမွမ်းခြင်းအရာမှာသူတပားကို ကိုထက်ချီးမြှောက်ကြလောဟုရှင်းလင်းစွာလမ်းညွှန်ထားသည်သခင်ယေရှု၏ချစ်ခြင်းမေတ္တာ၌မိမိနှင့်ဆုံတွေ့ရသူတိုင်းအားချီးမြှောက်ရန်ကြိမ်းသေးစေပါထို့သောအပြင်စီလုံးသော အသက်ရှင်မှုကိုလေ့ကျင့်ကြပါစို့ ၏လွမ်းမိုးမှုနယ်ပယ်မှလူများကိုတင်မီကဲ့သို့အားပေးနိုင်သည်။အခြားသူများအားဂုံပြုချီးမြှောက်မှုပြသခြင်းသည်သင်အတွက်မိတို့အတိတ်ပဲတက်ရောက်သည်။ချေရပါတော့ဘုရားသခင်ကျွန်ုပ်၏မေတ္တာနှင့်ထောက်ပံ့မဆမှုလိုအပ်သူများအားဂျေဇုရောနှင့်ဂိယူနာပြရန်မာဇာတော်မူပါ။သခင်ရှုနာမ၌ဆုတောင်းပါ နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။